မျိုးသားညညရေးဆိုရအန်ယူဂျီနိုင်ငံကြ ాయి ဝန်ကြီးဒေါ်စင်မအောင်နဲ့ဩစတြေးလျနိုင်ငံဗစ်တိုးရီးယားပြည်နယ်မဲလ်ဘုန်းမြို့ရောက်မြန်မာအတိုင်းဝန်နဲ့တွေ့ဆုံပွဲကိုနိုဝင်ဘာလ23ရက်ကပြုလုပ်သွားခဲ့ပါတယ်။မောက်တူးတင်ဆက်ထားပါတယ်ရှင်။ဟုတ်ကဲ့ပါ။မဲလ်ဘုန်းမြို့ကလူလူတွေ့ဆုံပွဲဟာအမျိုးသားညညရေးဆိုရအန်ယူဂျီနိုင်ငံကြ ాయి ဝန်ကြီးဒေါ်စင်မအောင်နဲ့မဲလ်ဘုန်းမြို့ကမြန်မာပြည်ဒုတိယကြိမ်တွေ့ဆုံပွဲဖြစ်ပါတယ်။ အော်ဒီနေ့ကတော့ကိုဒီ Melbourne မှာရှိရဲပေါ့နော်ညီမ community နဲ့ကျွန်မဒါ online ကလာမှာဒုတိယအကြိမ်ပေါ့လေလာတွေ့တာအမမရမပြောကြင်လဲဆိုတော့ခုနကျွန်မအရှိမပြောသွားဘယ်လိုမျိုးပါပဲဒီအချိန်ကကျွန်မတို့ဟို online ကလည်း၄နှစ်ကြာလာတော့ဒါလူတို့ကလည်းပန်းနေ အဲနောက်ပြည့်တဲ့ခါကျတော့မြေပြင်စည်ရေးနိုင်ငံရေးအခြေအနေတွေရလဲမေးဖို့နေလဲရှိမယ်ရှိမယ်ဆိုတော့ကျမတို့ဒါပြည်သူလူထုနဲ့တွေ့လို့ရတဲ့ပြည်သူလူထုနဲ့ကျမတို့တွေ့ပြီးတော့တော်လိုင်းရေးအခြေအနေတွေ NUG အစိုးရရဲ့ဆောင်ရွက်နေတဲ့ကိစ္စတွေကိုကျမလူထုနဲ့တွေ့ပြီးတော့ကြောဆိုဆွေးနွေးခွင့်ရတယ်လူထုရဲ့အတန်တွေလည်းနားထောင်ခွင့်ရတဲ့အတွက်ကျမကျေနပ်ပါတယ်ဝမ်းသာပါတယ်နောက်ပြီးတော့ဒီပွဲကိုလာရောက်ကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်စီစဉ်ပေးကြတဲ့သူတွေကိုလည်းကျေးဇူးတင်ပါတယ်နိုင်ငံကတန်နမန်စာမျက်နှာမှာ NUG ရဲ့ကြိုးပမ်းချက်တွေ အောင်မြင်မှုတွေလှုပ်ရှားမှုတွေစတဲ့မြမပြည်သူလူထုတည်တည်နာတွေကို ဆွေးနွေးသွားခဲ့ကြပါတယ်။ဟုတ်ကဲ့အဲ့ဒါကတော့ခုနပြည်တွင်းပြည်ပပေါ့နော်။ပြည်ပမှာတော့ကျွန်မသွားလာနေတော့လွတ်လပ်တော့တွေ့ကြရတယ်။လွတ်လပ်တဲ့သူတွေကလည်းလွတ်လပ်တဲ့အလျောက်သူတို့ရဲ့လွတ်လပ်မှုကိုအသုံးပြုပြီးတော့လည်းအတွက်တိုက်ပွဲဝင်နေကြတယ်။ထို့တူပဲပြည်တွင်းမှာနေထိုင်ပြီးတော့မလွတ်မလပ်နဲ့ပေါ့နော်။ဒီဒီစစ်ကောင်စီရဲ့ FR ဒုက္ခကိုခံနေရတဲ့ပြည်သူလူထုမှာလည်းပဲလွတ်မြောက်လို့တဲ့ဆန္ဒရှိတယ်ဆိုတော့ကျွန်မတို့အကျွမ်းမဲ့ယုံကြည်တယ်။ဒါကြောင့်မို့လို့ကျွန်မတို့လွတ်မြောက်တဲ့နေရာကနေပြီးတော့မလွတ်မြောက်သေးတဲ့ပြည်သူတွေအတွက်ကိုကျွန်မတို့အမြဲတမ်းစူးစမ်းထုတ်နေတယ်။ဒီတော်လှန်ရေးကြီးအောင်မှကျွန် မတို့လည်းအိမ်ပြန်ရမယ်မလွတ်မြောက်သေးတဲ့ပြည်သူတွေလည်းလွတ်မြောက်ကြမှာဖြစ်တဲ့အတွက်ဒီတော်လိုင်းရေးပန်းနိုင်ကိုကျွန်တော်တို့မျက်ခြေမပြတ်နဲ့စူးစမ်းအထုတ်နေပါတယ်လို့ကျွန်မသတင်းစကားပေးချင်ပါတယ်ဒီပွဲကို NUG လူခွင့်ရေးဒုဝန်ကြီးဟောင်းလဲဖြစ်ကယန်းမျိုးသားတပ်မတော် KNA ဥက္ကဋ္ဌလဲဖြစ်သူခွန်ပဟန်းထံလဲတက်ရောက်ခဲ့ပါတယ်ကျွန်တော်တို့ဒီတိုင်းဒါကိုစားပြုထားတဲ့ကျွန်တော်တို့ကိုယ်စားလှယ်တီတီကလည်းကိုယ့်ရဲ့ဒေသတီတီမှာတိုက်ပွဲဝင်နေတဲ့ ီအဆုတွေကိုလည်းတိုက်တွန်းစေခြင်းနဲ့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဘဲဘဲမှာရှိတဲ့ဒူတွေကချစ်ချစ်မချစ်ချစ်ချစ်ရတယ်ကြဲကြဲမကြဲကြဲကြဲရတယ်အလုံးမလုံးချင်တယ်တော့ရတယ်တာတော်လာရေးပြဖြစ်တယ်ဒီလိုမျိုးစိတ်မထားနိုင်ဘူးဆိုကျွန်တော်တို့ကဒီတော်ကြီးအောင်မဖို့တေချာတယ်တယောက်လာသူတွေကမိကုန်းနေမင်းမြန်းခဲ့ကြပြီးဒေါ်စင်မအောင်နဲ့အင်နရီအိမ်မဲမှဒေါ်တန်နာတို့ကလည်း ပြန်လည်ဖြေချားခဲ့ကြတာပါဆက်ပြီးတော့ကျမတို့အမှုကြီးကြပါမယ်။အဲ့တော့ကျွန်တော်ဒုတိယချက်ဖြစ်ပါတယ်။ကျွန်တော်ဒီနေ့ဒီကိုရောက်လာတဲ့သူတွေဟာကျမတို့ရဲ့တသွေးနဲ့တသားနဲ့တော်လိုင်းရင်းနဲ့ရည်တည်ခဲ့တဲ့သူတွေဖြစ်တယ်။ဒီနေ့ကျမတို့ရဲ့တော်လိုင်းကြီးဟာဖြူးစစ်မဟုတ်ပါဘူး။ဓမ္မနဲ့အတ္တမရဲ့တိုက်ပွဲဖြစ်ပါတယ်။ဓမ္မနဲ့အတ္တမမှာဓာတ်နေဆိုတာမရှိပါဘူး။ အကြောင်းတစ်ခုခုကြောင်းမှန်တယ်လည်းမရအမားတယ်လည်းမရဘူးဆိုရင်ငါတို့ကကြားနေပါလို့ပြောရင်အဲ့ဒါဟာအတ္တမဘက်ကိုမျက်နှာမူတာပဲဖြစ်တယ်အင်ယူဂျီနိုင်ငံရဲ့ဝန်ကြီးဒေါ်စင်မာအောင်ဟာနိုဝင်ဘာလ၄ရက်ကလည်းဩစတြေးလျနိုင်ငံရဲ့ဝန်ကြီးနဲ့တွေ့ဆုံခဲ့ပြီးစစ်ဘေးရှောင်ပြည်သူတွေကိုပံ့ပိုးကူညီနိုင်ရင်းနဲ့မြန်မာနိုင်ငံမှာဒီမိုကရေစီ ပြန်လည်ထူထောင်ရေးပါဝင် လက်ရှိမြန်မာပြည်ခြေနေတွေနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့ကြပါသေးတယ်ခင်ဗျာကျွန်တော်မောင်တူပါကျွန်တော်ထားအခုဒီမေဘုံတောင်းလေးကတော့အော်အော်ဩစတြေးလျကိစ္စတိုင်းနေတယ်ဩစတြေးလျဒီနိုင်ငံရဲ့ဝင်ကြီးနဲ့ဆွေးနွေးခဲ့တဲ့